Hello အားလုံးပဲမင်္ဂလာပါ Sport Channel ရဲ့ Facebook Page နဲ့ YouTube Channel ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ Facebook Page လေးကိုလည်း Like and Follow Share လုပ်ချမ်းပြအားပေးကြပါအောင်လို့ကျွန်တော်တောင်းဆိုပြစေပြီးလို့ရှိရင်ကျွန်တော်ရဲ့ YouTube Channel လေးရှိတယ် YouTube Channel လည်းအားပေးကြပါအောင်လို့ကျွန်တော်တောင်းဆိုပြစေ Okay ကျွန်တော်ဒီနေ့တင်ဆက်ပေးမယ်ပွဲစဉ်ကတော့ Manchester United နဲ့အာ Nottingham Forest တို့ရဲ့ပွဲပွဲဖြစ်တယ်ဒီပွဲကကျွန်တော်တို့မြန်မာစံတော်ချိန်9:00ခွဲထိုင်းစံတော်ချိန်10:00မလေးစံတော်ချိန်17:00မှာကစားမယ် Manchester United နဲ့ Nottingham Forest ရဲ့ပွဲစဉ်ပွဲဖြစ်ပါတယ်ဒီပွဲကိုကျွန်တော်ပြန်လည်သုံးသပ်ပြေးချင်ပါတယ်ဒီမောက်ဆုံးကျွန်တော်လေ့လာသုံးသပ်ကြည့်ရမယ်ဆိုရင်တို့ရဲ့နောက်ဆုံးတွေ့ဆုံမှုအဟတ်သူဟမ်ငါပွဲမှာငါပွဲမှာက Nottingham Forest က၃ပွဲအနိုင်ရရှိပြီးတော့ Manchester United ကနှစ်ပွဲအနိုင်ရရှိထားတယ်ဆိုတော့ဒီပွဲမှာကျွန်တော်ကြည့်ရမယ်ဆိုရင်တို့တို့ရဲ့နောက်ဆုံးတွေ့ဆုံမှုအဟတ်သူဟမ်က Nottingham Forest က ။အာနဲ့ငယ်အတားစီရထားတာကျွန်တော်တွေ့ရတယ်။ပြီးလို့ရှင် Northern Project တော့သူတို့နောက်ဆုံးကန်ခဲ့တဲ့နောက်ဆုံးကစားခဲ့တဲ့ငါးပွဲမှာက၄ပွဲရှုံးထားတယ်၊တပွဲပဲနိုင်တယ်။အဲ့တပွဲကဘော်ဒိုအသင်းဒီယူရိုပါလိမ့်မှာဘော်ဒိုအသင်းကိုတူးစီနေနိုင်ထားတယ်။ Manchester United တက်ကြတော့သူတို့ရဲ့အနောက်ဆုံး၅ပွဲမှာက၄ပွဲနိုင်တယ်တပွဲဆုံးထားတယ်တပွဲဆုံးတာ Bradford ကိုတပွဲဆုံးထားဖြစ်တယ်။အဲ Let's see အနေထားကိုကျွန်တော်ကြည့်မှဆိုရင် Manchester United ကလည်း အတင်းလက်ကစားဖို့ပြန်ကောင်းလာတယ်ပြီးလို့ရှင်နော်ဒန်ဖော်ရက်ကျတော့အခုအရင်တော့ဘန်လီနီးပြဟောင်းဘန်လီနီးပြဟောင်းဖြစ်တယ်ဆောင်းသက်ကိုပြန်ခတ်တယ်ရော့ဆီတော့သူ့ရဲ့အတင်းကလည်းတင်းမွားကတော့မရှိသေးဘူးလော့ဆီကတော့တင်းကြီးနဲ့အနေထားမဟုတ်သေးဘူးဆိုတော့ကျွန်တော် United ကအဝေးကမှတော့စားရမှာ တခုရှိတာကအဲဆောင်းသက်ကဒီလူကဟူအရင်ကတည်းကသူ့ရဲ့နီးပြတက်တန်းဆောင်းမှာသူကတကယ်ခန်းစစ်ကောင်းတဲ့အာနီးပြဖြစ်တယ် ူကင်တဲ့အတင်းတိုင်းဟာသူကကောင်းကောင်းခံစစ်ကိုကောင်းကောင်းတိဆောက်ပြီးမှဒံပြန်တိုက်စစ်ကိုဦးစားပေးတဲ့နည်းပြဖြစ်တော့အခုအမန်ချက်စတာယူနိုက်တက်ကဒီဒီအာနော်ဒန်ဖောရဲ့ဘွဲမှာဒီတို့အာနော်ဒန်ဖောရဲ့အင်္ဂွမှာတွားစားမှာဆိုတော့အယံတိထားမယ်ကောင်းတာကိုတိထားမယ်ပြုလို့ရှင်ခန်းစစ်ကိုအာဆောင်းတက်ကခန်းစစ်ကိုကောင်းကောင်းလေးကြည့်လေးနဲ့တွားအာတံပြန်ကောင်းတာကိုဆွတ်လာဖို့သူပြင်ဆင်လိုက်မယ်ဒါကိုမန်ချက်စတာယူနိုက်တက်ကတထူးတိထားမယ် လေချာကူးဆိုင်ပြီးမှကစားမှာဖြစ်တယ်။ Manchester United ကဒီပွဲမှာအကောင်းဆုံး Brighton ရဲ့ပွဲရဲ့ရလာ Brighton ရဲ့ပွဲတုန်းကသူတို့ရဲ့ form ကိုဒီပွဲမှာလည်းဆက်လက်ပြီးမှတည်ဆောင်လာနိုင်မလား။ဖူမူကတော့ Brighton နဲ့ပွဲက line up ကိုအပြောင်းလဲမရှိဒီ line up ပြန်ပြန်တုံးလာမယ်ဆိုရင်မှသူကခမ line up ကိုပေးထားတယ်။ဆိုတော့အာ Manchester United က away ground မှာနည်းနည်းတင်းတင်းပေါင်းရည်ဒီမှာနည်းနည်းလေးတိုင်ပတ်တဲ့အနေအထားရှိတယ်ဆိုတော့ဒီပွဲမှာ away ground သူတို့ရဲ့ အခက်ခဲနေတဲ့ပွဲကိုခြေဖြတ်နိုင်မလားဆိုတော့ကျွန်တော်ကြည့်ရမယ်ပြီးခဲ့တဲ့ဟိုးဆေးဘက်ကဘလီဘာဘူးကိုအဝေးကမှနိုင်ပေမဲ့ဒီပွဲဟာမထင်မှာပဲနဲ့ခက်ခဲနိုင်တဲ့ပွဲတစ်ပွဲဖြစ်တယ်ဘာဖြစ်လို့ဆိုတော့နီးပြဆောင်တိုက်ကခန်းစစ်ကောင်းကောင်းလေးတည်ဆောင်နိုင်တဲ့နီးပြဖြစ်လို့ပဲအကောင်းဆုံးပြင်ဆင်မှုနဲ့သူဒေချာလေးဟိုအောင်စုဆိုင်မှုနဲ့ဒီပွဲကိုခစားရလိမ့်မယ်ဒါမှမဟုတ်လို့ရှိရင်သူတို့အတွက်ခက်ခဲတဲ့ပွဲဖြစ်လာလိမ့်မယ်ဆိုတော့ဒီပွဲမှာ မန်ချက်စတာယူနိုက်တက်ကတော့ဒီပွဲကိုနိုင်မှဖြစ်မယ်အဝေးကဖြစ်ဖြစ်တယ်ပြီးလို့ရှင်သူတို့ဖော်မကောင်းနေတယ်ဆိုတော့ loss ရဲ့ပြိတ္တတွေရအောင်ဆုစိတ်မှုကိုလည်းခံရနေရတဲ့အနေအထားဆိုတော့ဒီပွဲကိုနိုင်မှဖြစ်မယ်ဆိုတော့နော်မန်ချက်စတာယူနိုက်တက်ကတော့ပြီးခဲ့တဲ့ဟိုဟာဘလက်တန်ရဲ့ပွဲတုန်းကလိုပဲဒီအာကိုရမာကအာဇာနီလာမန်လာမယ်ဇာနီလာမန်လာမယ်ပြီးလို့ရှင်အာကွမ်လယ်မှာကြတော့အာကက်စမီရိုနဲ့ဖလန်တက်ဒီစေမှာကြတော့အမ်ဘမိုးရဲ့ခုညရဲ့ ်အဆက်ကိုဒီအဆက်မှာလည်းဒီအတွက်ပဲပြန်သုံးလာမယ်ဆိုရင်မှာအဖူမူကခမန်းထားဆိုတော့ဒီပွဲအတိုင်းပဲပြန်လာမယ်လို့လည်းကျွန်တော်တို့မျှော်အထင်တယ်ပေါ့နော်မျှော်နေတယ်ဆိုတော့ဒီပွဲမှာလည်းအကောင်းဆုံးဖြစ်လာမယ်လို့မျှော်နေတယ်မန်ချက်စတာယူနိုက်တက်ဖန်အနေနဲ့ကျွန်တော်တို့ဒီအခုအဝေးပွဲပွဲမှာလည်းအာပြီးခဲ့တဲ့ပွဲအရလို့ပဲအကောင်းဆုံးတော့ရလာနေအကောင်းဆုံးတော့နိုင်ပွဲကိုဖော်ဆောင်နိုင်မလားဒါမှမဟုတ်ဒီပွဲဟာမန်ချက်စတာယူနိုက်တက်အတွက်ခက်ခဲတဲ့ပွဲပွဲဖြစ်လာမှာကျွန်တော် ရင်ခုံဆိုရင်ကျွန်တော်တို့စောင့်ကြည့်အောင်ဆိုတော့ဒီဘက်လည်းအရန်ကြည့်ကောင်းမဲ့ပွဲပွဲဖြစ်တယ်ဆိုတော့ United ဖန်တွေကတော့ full loss ရုံချင်မှုပြီးနေတယ်တိုင်းပြတစ်ခုရှိတယ်နော် United ဖန်တွေ Manchester United ဖန်တွေအကြီးထားဖို့ကအခုမှအတင်းကဖွံ့ပြန်မိနေတယ်ပြန်ကောင်းလာတယ်အနေထားအရန်ကြီးမယုံကြည်ဖို့ကျွန်တော်ပြောချင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ Manchester United ရဲ့ goal လေကအားနည်းတယ်ဘာဖြစ်လဲဆိုတော့ United ရဲ့ goal လေကအကက်ဆမီရိုကပွဲချင်းပြီးဟိုအားကိုးလို့မရဘူး သူ့ကို तू อ่ะဒီမိနစ်40လောက်ဆိုရင် तू อ่ะအမင်း40လောက်ဆိုရင် तू ရဲ့တက်လုံကကြကြနေပြီဆိုတော့ကျွန်တော်ယူနိုက်တက်ဖန်တွေကတတိထားမှာကဒီနေ့ဒီနေ့ပေါ့နော်မန်ချက်စတာယူနိုက်တက်ကကွန်းလေရဲ့ဟိုကွန်းလေကိုမဖြစ်မချင်းကျွန်တော်အခုလက်ရှိကွန်းလေကိုကျွန်တော်တအားကြီးမျောလဲလို့မရကျွန်တော်တအားကြီးအားကိုလို့မရဘူးအဲ့တော့ကျွန်တော်ယူနိုက်တက်ဖန်တွေကတတိထားရမယ်ဆိုတော့ဒီကွန်းလေအားနဲ့ချက်ရှိပေမဲ့ဟိုအတင်းလိုက်ကစားပုံအတင်းလိုက် ်ဆူစီမှုနဲ့အကောင်းဆုံးနိုင်ပွဲတွေကိုလာမယ့်အနာဂတ်မှာဆီစပီမှာနိုင်ပွဲတွေကိုခေါ်ဆောင်နိုင်မလားဆိုတော့ကျွန်တော်တို့စိတ်မှဆောင်းကြည့်အောင်ဆိုတော့ဒီဘက်မှာလည်းကျွန်တော်တို့အာကျွန်တော်ရဲ့ခမန်းချက်နေနေတော့ပြီးခဲ့တဲ့ Brighton နဲ့ပွဲကခြေစွမ်းကိုတည်ဆောင်လာပြီးမှအကောင်းဆုံးဒီဘက်မှာလည်းရင်ဆိုင်မယ်ဆိုရင်တော့အာ2-1 motion 2-0လောက်နဲ့ပြတ်မယ်လို့ကျွန်တော်ထင်တယ်ဆိုဒီဘက်မှာဘလို့ရက်လာတဲ့ထွက်လာမလဲဆိုတော့အာ United ဖန်နေအာကျွန်တော်ရဲ့ video အောက်မှာ comment မှာ comment လို့ရပါတယ်ဆိုတော့ ဒီနေ့ကျွန်တော်ရဲ့ခမ်းမချက်ကတော့ဒီမှာပဲအဆုံးသတ်ပြစေအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့အစီအစဉ်ညမှာကျွန်တော်ဆက်လက်ပြီးမှာစောင့်ကြည့်အောင်နော်